ဘူးဘုရားတပည့်ရရှိမှာဖြစ်ပါတယ်ဒီဟင်းရပါရကဲခု ကျွန်တော်တို့ရေကိုစားသူထဲပါမယ်ဆန်ရဲစားသူထဲပါမယ်သုံးတဲ့ဆန်ကဗမာပြည်အထွက်တဲ့ဘတ်စမာလီဆန်ပါเนาะသူကဟိုအိန္ဒိယထွက်တဲ့ဆန်တော့မကောင်းဘူးကဲကျွန်တော်တို့ခု သူ့တဲကို တီဟူစီနဲ့ကျွန်တော်တို့စပစ်ချောက်လေးတွေထည့်ပါတယ်နော်တီဟူစီကလေကျွန်တော်တို့ဝယ်လာတဲ့နေရာမှာအလုံးကြီးဖြစ်လို့ခြေထည့်ရပါတယ်စပစ်ချောက်လေးထည့်ပါတယ်တီဟူစီ၅ချက်သားစပစ်ချောက်၅ချက်သားဆိုရင်ကျွန်တော်ရပါပြီနော်ဒါတော့မှကျွန်တော်တီဟူစီကျွန်တော် short ထည့်ထားပါတယ်နော်ကဲ၃လုံးမှာတီဟူစီ၅ချက်စပစ်ချောက်၅ချက်ကြားလဲကဲဒါလေးကိုခုကျွန်တော်ဘာထည့်မလဲဆိုရင် ခုမှကျွန်တော်တို့စားထည့်ပါမယ်စားလေးကိုနည်းနည်းလေးပို့ထည့်ပါမယ်နော် တအားကြီးမဟုတ်ဘူးလေနည်းနည်းလေးပို့ထည့်ပါမယ်အလေးတက်လေးယူပြီးတော့ဟိုစားလေးရနော်ဟုတ်ကဲ့ပါကျွန်တော်ကွန်ဒီအသေးတလုံးစားတော့ရှိပါမယ်နော်ကဲစားလေးထည့်ပြီးတော့စားခုမှဘာကြောင့်ထည့်ရလဲဆိုစံပွပြီးတော့စံရှည်လာတော့မှကျွန်တော်စားထည့်ပါတယ်ဟိုထမင်းတည့်ရင်ဒါစံသမားတွေအများစုသိတယ်ထမင်းတည့်ရင်အကြောက်ဝါဆုံးကစားပါစားတက်ဦးဝါရင်ကျွန်တော်ဒီဟိုစံမရှိပါဘူး စားထက်ကိုနောက်မှထည့်လိုက်တဲ့အတွက်ဆန်ရှည်ပြီးမှထည့်တဲ့ဆန်လေးကကော့နေတာပါဆန်တိတ်မကောင်းပေမဲ့ကျွန်တော်ဆန်အရှည်ကြီးနေနဲ့ကော့နေအောင်တွေ့ရမှာခုတကြားလေးကိုကျွန်တော်တို့အနည်းငယ်ပဲထည့်ပါတကြားချူချူရေးရေးမဖြစ်အောင်အနည်းငယ်ထည့်ပါလေအရသာကိုလေအပေါအောင်မျှအောင်ကျွန်တော်ခုအပေါအောင်လေးကိုလှန်ပြီးတော့ကဲကျွန်တော်တို့နော်ပြန်ပြီးတော့ထပ်တဲပါမယ်ကဲနော်တေးပြီးွားရင်ကျွန်တော်အလုံးမတမစားကောင်းတဲ့အရသာတစ်ခုရရှိမှာဖြစ်ပါလေ ဲရပါပြီကဲဒီမှာကြည့်ပါဦးအယံမွေနုံနဲ့ဟိုတင်းနေတဲ့ကျွန်တော်တို့ဒီမှာထောပတ်သမီးလေးကိုရပါတယ်နော်ဆန်ရလဲရှည်ပြီးဒါယူယူဘတ်စမာတီဆန်လေးကိုကျွန်တော်တို့ချက်ထားတာဖြစ်တဲ့အတွက်ဘာမှပြရထွက်တဲ့ဘတ်စမာတီတန်ဈေးတက်တာပါတယ်ချက်တဲ့အတွက်ဒီမှာနော်ဆန်လုံးလေးတင်းပြီးအယံလှနေတာရပါတယ်ကဲ